တို့ဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးတို့ဒီအစဉ်ပြေကြတယ်နော်ကျွန်မပြထားတာဆိုရင်38ပတိနော်ကြီးရတဲ့35 38ပတိမှာဆိုရင်ဒီ3တလုံးနဲ့ညနေပိုင်းမှာ3ခုဆိုပြီးတော့မိနေရနေပြီးတော့အစဉ်ပြေပါတယ်နော်မျိုးတို့အဲ့ဒါဆိုတော့နှစ်ကြိမ်အောင်မြင်မှုကိုရရှိတယ်နော်မျိုးတို့ လည်းနေတဲ့ကမျိုးတွေတော့ကိုအကောင်းဆုံးရှာဖွေပြထားတာမျိုးလို့ ਈ အဲ့ဒါပြီးတော့ဒါကတပတ်စာလက်ဆောင်ကတ်ကလေးတပတ်စာလက်ဆောင်ကတ်ကမပြောက်ပတ်တီးရာဆိုရင်နေ3ခွန်เนาะမျိုးလို့နေ3ခွန်မှာဆိုရင်နေ4လို့ထွက်တယ်3နဲ့ဆိုတော့3ည3ထွက်တယ်ပြီးတော့ဒီညနေမှာ3ကိုထွက်တယ်เนาะဒီခွန်တစ်လုံးနဲ့ဆိုရင်ခွန်4တစ်ကြိမ်ထွက်တယ်เนาะဒီပီတန်ကတော့ तू ကအပြီးထွက်နေတာနေ4တစ်ကြိမ်ခွန်4တစ်ကြိမ်ဆိုတော့เนาะ ပေးတာပုံမှန်တင်အပြီးထွက်နေတဲ့အတွက်ဒါမနက်ဖန်တနေ့ကိုစောင့်ကြည့်ရမှာဖြစ်တယ်နော်မျိုးလို့အဲ့တော့ပရိပရိပရိကတိ6ပရိနော်6ပရိကနှစ်လေးနော်ပြီးတော့တိပတိတိကြီးဆက်စင်တာ30ကိုးနှစ်ခွန်လေးနော်တိပတိတိကြီးစင်တာဒါကအဖွဲ့ဝင်နိုင်တဲ့အမျိုးတွေအတွက်ကိုကျမကစေတနာနဲ့ချပြရတဲ့လက်ဆောင်ကကလေးဖြစ်ပါတယ်မျိုးလို့ ဲ့ဒါပြီးတော့ဒီဘက်မှာဆိုရင်ကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဇာတို့ပတိနှစ်တလုံးပေးထားတာဖြစ်ပါတယ်။ကျမရောက်လာဆိုရင်ဒီကက်ကလေးဖြစ်ပါတယ်နော်။ကျမကဇာတို့ပတိတလုံး main or 3ခွက် two or 2ခွက်။ကျမကဒီကက်ကလေးကို၃ရက်အတွင်းအာမခံပေးထားတဲ့ကက်ကလေးဖြစ်ပါတယ်နော်။အဲ့တော့ तू ကဒီနှစ်တလုံးနဲ့အင်္ဂါနေ့မနေ့မှာပဲနှစ်လေးဆိုပြီးဆင်းပေးထားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကဒီနှစ်ပတ်တိပဲအောင်းသွားတယ်နော်။ အဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဒီတိုင်းမထားပါဘူးနောက်ထပ်လက်ဆောင်ကတ်ကလေးကိုအခုလိုမျိုးလေးပဲထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်နော်အဲ့တော့ကျမပြထားတဲ့ခဏတလုံးဟာအစိုးရဆင်းသွားတဲ့အတွက်နောက်တဲ့ချိန်မှာအခုလိုမျိုးကတ်ကလေးကျမရဲ့ဖွယ်ဝင်တွေကိုထပ်ပြီးတော့ပို့ပေးထားတာဆိုရင်ကျမက3ရက်အတွင်းဇာတို့ပတ်တီ3တလုံးပေးထားတာဖြစ်ပါတယ်အဲ့3တလုံးဟာလည်းသူကဗုဒ္ဓဖူးနေမနဲ့မှာပဲ တုံညာတုံးဆိုပြီးတော့ဒူမိန်နဲ့ဆင်းပြီးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်နေရဆိုရင်နှစ်မှာတစ်ကြိမ်ဒီသုံးမှာတစ်ကြိမ်ဆိုတော့နှစ်ကြိမ်ရတယ်ဒူဩရေရဆိုတော့သုံးကြိမ်ရတယ်နော်အဲ့ဒါတွေမပြီးသေးပါဘူးကျမရဲ့အဖွဲ့ဝင်တွေကိုကျမကနောက်ထပ်ထပ်ပြီးတော့လက်ဆောင်ကပ်ကလေးကိုထပ်ပို့ပေးတာဖြစ်ပါတယ်အဲ့ဒီလက်ဆောင်ကပ်ကလေးရဆိုလို့ရှိရင်ကြာတာပရိမနဲ့ညနော် ကြာသာပတိမနဲ့ညမှာတင်ဒီညနေမှာတင်၃ခုဆိုပြီးတော့ဆင်းပြေးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေဟာ၄ချိန်တိတိအောင်မြင်မှုကိုရရှိသွားတယ်เนาะအဲ့တော့ကျမကကျမရောက်လာကပထမကတ်ကလေးဖြစ်ပါတယ်ဒီကတ်နဲ့ဒီကတ်ကဆိုရင်ကျမကလက်ဆောင်ဖြစ်နေထပ်ပို့ပေးတာဖြစ်ပါတယ်เนาะကျမရောက်လာဆိုရင်ဒီကတ်ကလေးဖြစ်ပါတယ်เนาะအဲ့ဒီတော့အဲ့ဒီလိုခဏတလုံးကိုအပိုင်ကစားခြင်းနဲ့ဆိုတဲ့ကျမရဲ့မိတ်ဆွေတွေက ဖွဲ့ဝင်မယ်ဆိုရင်ဝင်လို့ရနေပြီเนาะမြို့လို့အဖွဲ့ဝင်လို့ရှိရင်ကျမကမနှက်ဖန်အတွက်ကိုကနန်းကိုပို့ပေးมาဖြစ်ပါတယ်ကျမရဲ့အဖွဲ့ဝင်အဟောင်းတွေကိုပို့တဲ့ကနန်းကိုပဲနောက်ဥပတ်အတွက်ကိုဂျိုးဝင်မယ်အမျိုးတွေကိုလည်းအဲ့ဒီကက်ကလေးကိုပဲကျမပို့ပေးมาဖြစ်ပါတယ်เนาะအဲ့တော့ကျမက၃ရက်အတွင်းအာမခံပေးထားတယ်เนาะဇာတို့ပတ်တိတလုံးမိန်အော်၃ွက်ဒူအော်၂ွက် ဆန္ဒရှိလို့ရှိရင်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီကိုလာပေးပါเนาะအမျိုးကျိုးဝင်မဲ့အမျိုးတွေကတော့မနက်ဖြန်မှာလက်ဆောင်ကက်ကလေးရမှာဖြစ်တယ်เนาะဒါမှမဟုတ်လို့တောက်ကြညံ့နေမှာစပြီးဝင်မဲ့ဆိုလို့ရှိရင်ဝင်လို့ရတယ်เนาะအဲ့ဒါဆိုရင်ကျမကတောက်ကြညံ့နေကနန်းထွက်ပြီးလို့ရှိရင်ကျမကအဖွဲ့ဝင်များကိုထပ်ပြီးတော့လက်ခံနေတယ်เนาะဒါမှမဟုတ်လို့ကျိုးဝင်မဲ့ဆိုရင် ကျမကကျမရဲ့အဖွဲ့ဝင်အဟောင်းတွေကိုပုံဒီကကနန်းကိုပို့ပေးမှာဖြစ်ပါတယ်။အဲ့တော့တောက်ကြန်ဒီမှာဝင်တဲ့အမျိုးတွေကကျမကတနင်္ဂနွေနေ့ည9နာရီခွဲကိုစပြီးတော့ကက်ကလေးတွေကိုပို့ပေးမှာဖြစ်ပါတယ်နော်။အဲ့တော့ကျမအဖွဲ့ဝင်တွေကိုတနင်္လာမနေ့10နာရီထိလက်ခံမှာဖြစ်ပါတယ်။10နာရီနောက်ပိုင်းကိုတော့အဖွဲ့ပိတ်ပါပြီနော်။ဆန္ဒရှိလို့ရှိရင်အမျိုးတို့တွေကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပေးပါနော်အမျိုးတို့။ ကျမရှိမှဝင်တဲ့အဖွဲ့ဝင်သမားတွေဟာမနစ်နာအောင်နော်အဲ့ဒီလိုမျိုးကျမပို့ပို့ပေးတာအဲ့တော့ကျိုးဝင်မဲ့အမျိုးတွေကတော့မနက်ဖြန်ကိုကျမရဲ့အဖွဲ့ဝင်အဟောင်းတွေကိုပို့မယ်လက်ဆောင်ကတ်ကလေးကိုပဲပို့ပေးမှာဖြစ်ပါတယ်နော်မျိုးအဲ့တော့ဖွဲ့ဝင်တွေကိုအကောင်းဆုံးရှာဖွေပေးထားတယ်လို့နေတိုက်ကအမျိုးတွေလည်း ကျွန်မအကောင်းဆုံးရှာဖွေပေးထားတယ်နော်ဒါအမျိုးလိုမြင်တဲ့အတိုင်းမှာအဲ့ဒါဆိုရင်ကျွန်မမနက်ဖြန်အတွက်ကိုလည်းအကောင်းဆုံးရှာဖွေပေးထားပါတယ်မျိုးလိုနော်အဲ့တော့သူကဒီထိတ်မှာအဝါလေးခြေထားတယ်နော်အဝါလေးတွေခြေထားတယ်ဒီကလေးတွေမှာ အဝါချဲထားတော့ဒီအဝါလေးတွေချဲထားတဲ့ဒီလေးနဲ့ဒီငါးနဲ့ပေါက်မှာနော်မြို့လို့ဒီလိုပေါက်နေနော်လေးနဲ့ငါးနဲ့ပေါက်တော့ကိုကိုပါဝါကလေးကိုရဲ့နှက်ခတ်က6ကိုလေး6ကကီး तू ကဒီနေကုန်မှာ तू ကထိပ်ပြရမယ်နော်မြို့လို့ ဲ့တော့ဒီခင်းရံရောင်ချေထားတဲ့၃လုံးကိုထပ်အောင်၃ညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်ကို၆နဲ့ပေါင်းမယ်နော်ဒီ၃လုံးပေါင်းခွန်6ပေါင်းတော့3 3ရဲ့နှစ်ခတ်က5နော်အဲ့လိုပေါင်းပြီးတော့နောက်တစ်ခါဒီ၄နဲ့ဒီ၄နဲ့ပေါင်းမယ်၄၄ပေါင်းတော့8 ရှစ်ကိုဒီက9နဲ့ပေါင်းမှာနော်နောက်မျိုးတော့မျက်စီတော့မနောက်ပါဘူးနော်ဒီဒီလိုပေါင်းတာနော်လေးလေးပေါင်းတော့ရှစ်ရှစ်ကို9နဲ့ပေါင်းတော့3ပါဝါကရှိ3ရဲ့နှခက်က9နော်အဲ့တော့ तू ကဒီမှာ3 9နှစ်ချင်းပါတယ်နော်3 9နှစ်ချင်းပါတယ်ဟိုက6 4 6နဲ့ကပ် ကိုလေးချောင်းနဲ့ကတ်တဲ့အခါကျတော့သူကဘာဆင့်ပြီးသွားလဲဆိုရင်ဒီ6တလုံးနဲ့ဒီက8တလုံးနဲ့86ဆိုပြီးတော့ညနေပိုင်းမှာဆင့်ပြီးသွားတယ်။နော်ပြီးတော့ဒီ3ကလည်းထပ်ပြီးတော့ထိတယ်မနက်မှာ။နော်အဲ့ဒီလူတွေထိတယ်။နော်ဒီ3တလုံးက83ဆိုပြီးတော့ဒီလူလည်းသူကအပြီးဆင်းတယ်။နော်ဒီ3နဲ့ဒီ8နဲ့နော်83ဆိုပြီးတော့မနက်ပိုင်းမှာဆင်းတယ်။နော်မြို့လူမျက်စိတော့မနောက်ဘူးနဲ့ အနောက်ခုနဲ့တူပါလေနော်ဒါလေးရသုံးွက်ထဲပြရနော်အဲ့တော့ဒီအဝါလေးချေထားတဲ့နှလုံးကိုအရင်ပေါင်းမယ်ရှင်းနဲ့6နဲ့ပေါင်းမယ်နော်ဒီလိုလေးအရင်ပေါင်းလိုက်ရှင်း6ပေါင်းတော့ဒီလေးပါဝါက9လေးရဲ့နှက်ခက2လေးကို2ကကီးသူကဒီနေကုန်မှာသူကဆင့်ပြရနော်ဒီမနဲ့ညာပေါ့နေကုန်လို့မပြောဘူးဒီမနဲ့ညာမှာနော်ဆင့်ပြရမှာ အဲ့တော့ဒီခញ្ញံရောင်လေးချေထားတယ်3နဲ့3ညနဲ့ပေါင်းတော့3 3ကိုဒီ3နဲ့ပေါင်းတော့6 6ကနှခါက9နော်ပြီးတော့ဒီမှာလိမ္မောရောင်ချေထားတယ်8နဲ့2နဲ့ပေါင်းတော့3ည3ညကို6နဲ့ပေါင်းပါ3ည6ပေါင်းတော့6 6ဘဝကဒီ6ရက်နှခကကိုနော်အဲ့တော့ तू ကဟိုဘက်ဒီဘက်ကိုအပြီးပေါက်တဲ့အပြီးပေါက်ဆိုတော့ဘာဆင်းပြီးသွားလဲဆိုရင်ဒီကနှစ်တလုံးနဲ့ဒီက6တလုံးနဲ့6နှစ်ဆိုပြီးတော့ညနေပိုင်းမှာထွက်သွားတယ် ဲ့တော့နောက်တော့ဝဲသုံးညနဲ့သုံးနဲ့ပေါ့သုံးညနဲ့သုံးနဲ့ပေါ့တော့သုံးသုံးပါဝါကရှိသုံးရဲ့နှက်ခတ်ကငါသူကဒီမနေ့ညမှာသူကဆင်းပြရမယ်နော်အဲ့တော့ဒီဘောမူပေါ်ဆိုင်တိုင်းမယ်ပေါ့မယ်နော် ခွန်နဲ့သုံးနဲ့ပေါင်းတော့၃ည၃ညဟုတ်ဒီ၃ညနဲ့ပေါင်းတော့လေ၃ညသုံးညရဲ့နှစ်ခက်ကခွန်နော်ဒီသုံးညနဲ့ဒီရှစ်နဲ့ပေါင်းပါသုံးညနဲ့ရှစ်နဲ့ပေါင်းတော့ရှစ်ရှစ်ကိုသုံးနဲ့ပေါင်းတော့ဒီဒီပါဝါက6ဒီကနှစ်ခက်က8 တော့ तू อ่ะဟိုဘက်ဒီဘက်အပီးပေါက်အပီးပေါက်ဆိုတော့ तू อ่ะပါဆင်းပြီးသွားလဲဆိုရင်ဒီက၈တလုံးနဲ့ဒီက၃ညာတလုံးနဲ့မနေ့ပိုင်းမှာ၃ညာ၈ဆိုပြီးတော့ထွက်သွားတာ တော့နောက်တော့ဘို့၃ညနဲ့9နဲ့ပေါင်းမှာ၃ညနဲ့9နဲ့ပေါင်းတော့9 9ပါဝါက4 9ရဲ့နှခက်က6နော်9 4 6ကဒီမနေ့ညမှာသူကထိပ်ပေးရမယ်အဲ့တော့7နဲ့တင်းနဲ့ပေါင်းတော့9 ိုယ်နှစ်နဲ့ပေါင်းတော့တိတိကေနခကရှိနော်အဲ့တော့၃ညနဲ့၃နဲ့ပေါင်းမှာ၃ညာ၃ပေါင်းတော့၃၃ကို9နဲ့ပေါင်းမှာ၃ကိုပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ကေနခကလေးနှစ်ခွန်လေး ူကဟိုဘက်ဒီဘက်အပီးပေါက်တဲ့မျိုးလိုအပီးပေါက်ဆိုတော့ဗာချင်းပြီးသွားလဲဆိုရင်ဒီက၄တလုံးနဲ့ဒီက၄တလုံးနဲ့မနက်ပိုင်းမှာနေလေးဆိုပြီးတော့ဆင်းပြီးသွားတယ်เนาะဒီလိုလဲအပီးဆင်းတယ်เนาะအဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်ကနေ့နဲ့ခုနဲ့ပေါက် နှစ်ခွန်ပေါင်းတော့ကိုကိုပါဝါကလီကိုရဲ့နှက်ခါခါသူကမနှက်ဖန်မနှက်ညာမှာသူကထိပ်ပြရအဲ့တော့၄နဲ့၃နဲ့ပေါင်းတော့ခွန်ခွန်ကို၃ညနဲ့ပေါင်းတော့လေခွန်ခွန်ရဲ့နှက်ခါက၃ည င်းနဲ့ကိုးနဲ့ပေါင်းတော့တိတိကိုခွန်နဲ့ပေါင်းမှာတိခွန်ပေါင်းတော့ရှစ်ရှစ်ပါဝါက3ရှစ်ကဲနှခါကတိနောက်မျိုးအဲ့တော့ဟိုဘက်နဲ့ဒီဘက်နဲ့ကပ်ပြီးမယ်ဒီထဲကလည်းကျမကြိုက်တာလေးတွေကိုတွဲပြီးမယ် ဘက်မှာအချင်းလေးဒီသူကလည်းဝင်တာပဲအမျိုးလိုကြီးနော်သူကလည်းဝင်နေအဲ့တော့ဒီလိုပေါက်မှာနော်ဒီလိုလေးပေါက်မှာ36ပေါင်းတော့ကိုကိုဘာဝါလေးကိုရဲ့နခက်က6ကိုလေး6ကဒီမနေ့ညမှာထိပေးရမယ်။ဘာထိပေးလဲ63ညဆိုတော့ဒီ6တလုံးထိတယ် ငါးနဲ့တင်းနဲ့ပေါင်းတော့6 6ပါဝါကတေ6ဝဲနှစ်ခါက9 6 9ကလည်းဒီမနေ့ညမှာသူကထိပ်ပြရမှာနော်6 9ကဘာထိပ်ပြပါဆို6 6ဆိုတော့ဒီ6တလုံး7ရက်3ညနဲ့ပေါင်းတော့7 7ပါဝါက3 7ကနှစ်ခါက8 7 3ကလည်းဒီမနေ့ညမှာသူကထိပ်ပြရမှာနော်ဒါကျမလိုက်ကိုအများနဲ့ကြည်နေတဲ့အမျိုးတွေကတော့တည်တယ်เนาะအခုမှစကြည့်မယ်အမျိုးတွေကိုကျမဒါလေးတွေပြန်ပြတာเนาะ အဲ့တော့ရှေ့သုံးတစ်ကလည်းဒီမနေ့ညမှာထိပေးရမယ်။ဗာထိပေးလဲ30နှစ်3ဆိုတော့ဒီ3တလုံး3နဲ့6နဲ့ပေါင်းတော့9 9ပါဝါလီ9ရဲ့နှက်ခတ်က6 9လေး6ပါလေဒီမနေ့ညမှာ तू အထူးထိပေးရမယ်။ဘာထိပ်ပြီးလဲ6 5ဆိုတော့ဒီ6တလုံး။အဲ့တော့3နဲ့6နဲ့ပေါင်းတော့9 9ပါဝါကလီ9ရဲ့နှက်ခတ်က6 9လေး6ကလည်းဒီမနေ့ညမှာ तू အထူးထိပေးရမယ်။ဘာထိပ်ပြီးလဲ9နှစ်ဆိုတော့ဒီ9တလုံး။ တိနဲ့၃ညနဲ့ပေါင်းတော့တိတိပါဝ6တိကနှစ်ခါက8တိ6ရှိကလည်းဒီမနေ့ညမှာသူအထိပေးရမယ်။အထိပေးွားလဲ8တိဆိုတော့ဒီကောရှိကောထိနော်။၃ညနဲ့2ညနဲ့ပေါင်းတော့2 2ပါဝခွန်2ကနှစ်ခါက4 2ခွန်4ရလဲဒီမနေ့ညမှာသူအထိပေးရမယ်။ဘာထိပေးတဲ့3ခွန်ဆိုတော့ဒီခွန်တစ်လုံး နဲ့တင်းတဲ့ပေါင်းတော်လေးလေးပါဝါကိုလေးရဲ့နှက်ခတ်ကနှစ်လေးကိုနှစ်ကလည်းဒီမနေ့ညမှာအထည်ပေးရမယ်။ဘာထည့်ပေးတဲ့၃လေးဆိုတော့ဒီလေးတစ်လုံး၃ညနဲ့ရှင်းတဲ့ပေါင်းတော်ရှေ့ရှေ့ပါဝါ၃ရှေ့ကနှက်ခတ်က၁၈၃တက်ကလည်းဒီမနေ့ညမှာသူအထည်ပေးရမယ်။ဘာထည့်ပေးလဲနှစ်၁၃ခုဆိုတော့တကော၃ဝအထည်နော်။နေနဲ့လေးနဲ့ပေါင်းတော့6 6ဘဝ1 6ကနှစ်ခါက9 6တိ9ကလည်းဒီမနေ့ညမှာထိရမယ် နော်ဘာထိပ်ပြီးလဲ6ရှေ6ချောက်ဆိုတော့6ဘော6ဘောထိတယ်နော်အဲ့တော့6နဲ့ခွန်နဲ့ပေါင်းမှာ6ခွန်ပေါင်းတော့6 6ဘောဝါကတိ6ရဲ့နှက်ခါက6 6တိ6ကလည်းဒီမနေ့ညမှာသူကထိပ်ပြီးရမယ်ဘာထိပ်ပြီးလဲ10ဆိုတော့ဒီဒီတလုံးနိနေ6နဲ့ပေါင်းတော့8ရှိဘဝက3ရှိကနခက်က1ရှိ3တက်ကလည်းဒီမနေ့ညမှာသူအထီးရမယ် ဘာထိပ်ပြီးလဲ3ည3ဆိုတော့ဒီ3တလုံးအဲ3ညနဲ့3ညနဲ့ပေါင်းတော့3ည3ညပါဝါ5 3ညနှစ်ခတ်ခွန်း3ည5ခွန်းကလည်းပါတာဒီမနေ့ညမှာအထည်ရမယ်နော်ခွန်းလေးဆိုတော့ဒီခွန်းတလုံးအဲ့တော့မနေ့ဖန်အတွက်ကားရတဲ့ခွန်းနဲ့နှစ်နဲ့ပေါင်းတော့9 9ပါဝါလေး9ရဲ့နှစ်ခတ်က6 9ကိုလေး6ကကီနော်ဒီဘက်ကလည်း9လေး6ဒီမှာလည်း ုးလေးချောက်เนาะအဲ့တော့ကိုးလေးချောက်ကိုဒါနဲ့ကပ်မယ်เนาะအဲ့တော့ကြီးပြီးမှာကြီးရကိုးလေးချောက်ကြီးနော်ကုလေး6ကီအဲ့ဒါဆိုတော့အဲ့ထဲထဲမှာကျမအကြိုက်ဆုံးခဏအောင်ဆွတ်ထုတ်မှာနော် ီထဲတည်းကဆိုရင်6ခုကြိုက်တယ်ဒီဘက်ကဆိုရင်8ခုကြိုက်တယ်68ပတ်တိအဲ့လိုလဲတွဲထုလို့ရတယ်နော်တွဲထုလို့ရတယ်ဆိုပေမဲ့လို့ तू ကတောက်ကြန်နေညနေရလဲ86လို့ထွက်ထားတယ်နော်အဲ့တော့ပြန်လဲကြာရင်လဲကြာမယ်မကြာရင်လည်းမကြာဘူးနော်အဲ့တော့မနက်ဖြန်ကိုကျွန်မ86ကတော့ကြိုက်တယ်ကြိုက်တော့အမျိုးတို့မိန့်ခွန်းနဲ့ညံခွန်းနဲ့ပြီးမှာနော်6နဲ့ဆိုရင် 6နဲ့ဆိုရင်6ခွန်တကွက်ရှိမယ်63ည63သူကကြီးရလဲအပြီးထွက်တဲ့အတွက်6လေးတကွက်ထည့်မယ်နော်မျိုး6လေးအဲ့ဒါကိုကြိုက်တယ်7နဲ့ဆိုရင်7ခွန် ိုရှိလေးနေလေး6ခုနှစ်ကွက်နော်ကျွန်မမိန်းနေရပြီအများနဲ့ခုနှစ်ကွက်ပဲပြီးတယ်အဲ့တော့အဲ့ဒါကအာထူဒါမိန်းအောက်ကရံကွက်ရံကွက်က9နဲ့ဆိုရင်9ခွန်း ကုတညာကုတိလေးနဲ့ဆိုရင်လေးတုံညာလေးတုံလေးတိဟမ်အဲ့ဒါလေအာထူကံကောင်းရင်တော့ထည့်ကြမယ်နော်မြေလို့ဒီနေ့လည်းထည့်ရပဲ ဒါပေမဲ့အားထိုးတာတော့မမှားဘူးပေါ့မျိုးလို့ရေနော်တဲကိုပို့ထိုးပေါ့အားကိုနည်းနည်းတော့ထိုးပေါ့အကူညာရှိတယ်လို့ယူတော့နော်ကျမတို့အကောင်းဆုံးဖြစ်အောင်ရှာပေးတာဟောဒါကိုပြအောင်မမေ့သွားဘူးအဲ့ဒါဆိုတော့၄နဲ့2နဲ့ဟာနေ့လေးဆိုပြီးထွက်တယ်နော်ကျမပြချင်းဆိုတော့လောနေတာနော်အဲ့တော့မနေ့ဖန်တော့ကအဲ့လိုတော့ရတယ်ဒါမျိုးလိုညာရှိတယ်လို့ယူတော့နော် ကိုလေးချောက်ကလည်းမနေ့ဖန်မှာထီရမယ်เนาะကျမအကောင်းဆုံးရှာဖွေပေးတဲ့မျိုးလို့အကွက်ကလေးရတော့ဘယ်နှကွက်လဲအကုန်လုံး2 4 6 9 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30တကွက်တော့ပို့တယ်73ကွက်เนาะဒါလေးရတော့မျိုးလို့အနေနဲ့ဟိုအာတရာဘူး200ဘူးလောက်တော့ထိုးပေါ့ဒါကတော့ဒါမျိုးလို့ကြိုက်တယ်လို့ကြည်ထိုးเนาะကိုပစံနဲ့ကိုထိုးရတာကြည်ထိုး အဲ့ဒါဆိုရင်မနက်ဖြန်29ရက်တောက်ကြမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတည်းလဲလဲရရှိနိုင်ကြပါစီ